ိန်းနေသည်ရဲ့အကျိုးကျေးဇူးများနဲ့တတိပြုရဲ့များပိန်းနေသည်သည်အာရှတောင်ပိုင်းဒေသမူရင်းဖြစ်ပြီးအရှိတောင်အာရှနိုင်ငံများပါဝင်မြန်မာနိုင်ငံမှာလည်းတွင်ကျဲစွာစိုက်ပျိုးကြသော အပူပိုင်းဒေသတည်တည်တမျိုးဖြစ်သည့်နေ့ကြီးမားသောအရွယ်စားထူးခြားသော ရနှန်းနှင့် ချုံမြိန်သောအရသာတို့ကြောင့်လူသိများသည့်အဟာရဓာတ်များစွာ ပါဝင်တော်လဲစားသုံးရာတွင်သတိပြုရန်အချက်များလည်းရှိပါသည်။ပိန်းနေသည့်အကျိုးကျေးဇူးများ ပိန်းနေသည့်တွင်ဗီတာမင်သတ္တုဓာတ်နှင့်အမြင်ဓာတ်များစွာပါဝင်သောကြောင့်ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါသည်။အစာခြေစနစ်ကိုကောင်းမွန်စေခြင်းပိန်းနေသည့်တွင်အမြင်ဓာတ်များစွာပါဝင်သောကြောင့်အစာခြေစနစ်ကိုလှုံ့ဆော်ပေးပြီးဝမ်းကျုပ်ခြင်းကိုကာကွယ်ပေးသည့်ပူလန်းချောင်းရှိဘက်တီးရီးယားများကိုလည်းဟန်ချက်ညီအောင်ထိန်းသိမ်းပေးသည်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်းပိန်းနေသည့်တွင်ဗီတာမင် C ကယ်ရိုတီနိုင်းနှင့် ဖီနိုလစ်ဓာတ်ပေါင်းများပါဝင်ပြီးအင်းတို့သည်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် လုံဆောင်သည့်ခန္ဓာကိုယ်ဆဲများကို free radical များကြောင့်ပျက်စီးခြင်းမှကာကွယ်ပေးပြီးကင်ဆာနှင့်နှလုံးရောဂါကဲ့သို့သောနာတာရှည်ရောဂါအချို့ဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်သည်။မျက်လုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းဗီတာမင် A နှင့်ဗီတာကယ်ရိုတီးနွိုက်ကြွယ်ဝစွာပါဝင်သောကြောင့် မျိုးလုံးကျန်းမာရေးအတွက်အရေးကြီးပြီးအမြင်အာရုံကိုကောင်းမွန်စေကာအချို့သောမျိုးလုံးရောဂါများ ဥပမာ မျိုးလုံးအတွင်ပိုင်းပျက်စီးခြင်းကိုကာကွယ်ပေးနိုင်သည် ကိုခံအားစနစ်ကိုမြင့်တင်ပေးခြင်းပိန်းနေသည့်ရှိဗီတာမင်စီသည်ခန္ဓာကိုယ်၏ကိုခံအားစနစ်ကိုမြင့်တင်ရာတွင်အရေးပါသော အခမ်းကဏ္ဍမှပါဝင်ပြီးယောဂပိုးမွှားများကိုကာကွယ်တိုက်ထုတ်ရာတွင် ကူညီပေးသည်သွေးပောင်ချိန်ထိန်းညှိရာတွင်ကူညီခြင်း ိနေသည့်ရှိ ပိုတက်စီယန်သည်ခန္ဓာကိုယ်ရှိ ဆိုဒီယမ်ကို ဟန်ချက်ညီအောင်ထိမ့်သိမ့်ပေးပြီးသွေးပောင်ချိန်ကိုထိမ့်ချုပ်ရာတွင်အထောက်အကူပြုသည်အရိုးများကိုတန်မာစေခြင်းကယ်စီယမ်နှင့်မက်ဂနီစီယမ်ဓာတ်များပါဝင်သောကြောင့်အရိုးများတန်မာရေးအတွက်အရေးကြီးသောသတ္တုဓာတ်များဖြစ်သည်အိပ်ဆက်ခြင်းကိုကူညီနိုင်ခြင်းပိနေသည့်ရှိမက်ဂနီစီယမ်နှင့်တန်ဓာတ်သည်မယ်လာတိုနင်ဟော်မုန်း၏ လုံဆောင်မှုကိုမြင့်တင်ပေးနိုင်ပြီးအိဆက်မှုဆဝန်းကို ထိန်းညှိပေးသည်အသားရည်ကိုကောင်းမွန်စေခြင်း ပိန်းနေသည့်ရှိဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်ဗီတာမင်များသည့်အသားရည်ကိုကြည်လင်တောက်ပစေပြီး အရေးအကြောင်းများဖြစ်ပေါ်ခြင်းကိုနှေးကွေးစေသည် ပိန်နေသည့်အသားအပြင် အစေအရွက်နှင့် ပင်စီတို့ကဲ့သို့သော အခြားစိတ်ပိုင်းများကိုလည်းဝမ်းလျှောခြင်းအနာများကုသခြင်းသို့မဟုတ်သားဖွာပြီးနောက်နှုတ်ထွက်များခြင်းအတွက်ရိုးရာဆေးဝါးများအဖြစ်အသုံးပြုကြသည်ပိန်နေသည့်ဤဆိုးကျိုးများနှင့်တတိပြုရန်များများစွာသောအချိုးကျစုများရှိတော်လဲအထူးသဖြင့်အချို့သူများအတွက်ပိန်နေသည့်စားသုံးရာတွင်တတိပြုရန်အချက်များရှိပါသည်တခြားတဲ့မြန်မာချင်းပိန်နေသည့်သည် တဘာဝတကြားတဲ့မြင်မာသောတတိတမျိုးဖြစ်သည်အလွန်ကြုံစားသုံးပါကတွေးတွင်းတကြားတဲ့ကိုပြည်မြန်စွာမြင့်တက်စေနိုင်သည်စီးကြိုယောဂါရှိသူများသို့မဟုတ်စီးကြိုဖြစ်ပွားနိုင်ခြင်းရှိသူများသည်စားသုံးမှုပမာဏကိုကန့်တတ်တင်သည်ဘိုင်းအောင်ခြင်းသို့မဟုတ်လေထိုးခြင်းပိနေသည့်တွင်အမြင်တတ်များစွာပါဝင်သောကြောင့်အချို့သူများတွင်ဘိုင်းအောင်ခြင်းဘိုင်းမအီမတာဖြစ်ခြင်းသို့မဟုတ် လေထိုးခြင်းများဖြစ်စေနိုင်သည် အထူးသဖြင့်အလွန်ကြုံစားသုံးမိပါကဖြစ်တတ်သည်အချို့သောဆေးဝါးများနှင့်ဓာတ်ပြုနိုင်ခြင်းပိနေသည့်အစေသည်တွေးကြဲခြင်းအပေါ်တက်ရောက်မှုရှိနိုင်ကြောင်းအချက်အလက်များရှိပါသည်ထို့ကြောင့်တွေးကြဲဆေးတောက်သုံးနေသူများသည် ပိနေဆေးကို အများပြားမစားသုံးမီဆရာဝန်နှင့်တိုင်ပင်သင့်သည်ကိုဝင်ဆောင်မျိုးသမီးများ ရေပူရအားဖြင့်စားသုံးနိုင်တော်လဲကိုဝင်ဆောင်စည်းကြိုရှိသူများသို့မဟုတ်စည်းကြိုဖြစ်ပွားနိုင်ခြေရှိသူများသည် ပမာဏကိုကန့်တက်ပြီးဆရာဝန်နှင့်တိုင်ပင်သင့်သည်အချုပ်အားဖြင့်ပိန်းနေသည်သည်အာဟာရတကြွယ်ဝပြီးကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိသောတည်တည်တမျိုးဖြစ်သည် သို့သောတင့်လျော်သောပမာဏဖြင့်စားသုံးသင့်ပြီးအချို့သောကျန်းမာရေးအခြေအနေရှိသူများသည်တတိပြုသင့်သည်သို့မှသာမလိုလားအပ်သောဘေးထွက်ဆိုးကျိုးများမရှိဘဲပိန်းနေသည့်အကျိုးကျေးဇူးများကို အပြည့်အဝရရှိမည်ဖြစ်သည် ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်